ဒီကနေ့မှာဒုတိယမြောက်အိမ်တောင်အဖြစ်ချစ်သူရှမ်းမလေးနဲ့မင်္ဂလာလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တဲ့အဆိုတော်ဖြူကြီးမင်္ဂလာပါပရိသတ်ကြီးရေအဆိုတော်ဖြူကြီးကတော့ဒီနေ့ဒီချိန်အထိလူကြီးလူငယ်မရွေးအားပေးနေကြဆဲဖြစ်တဲ့နိုင်ငံကျော်အဆိုတော်တယောက်ဖြစ်ပါတယ်အဆိုတော်ဖြူကြီးဟာပထမအိမ်တောင်ဖြစ်တဲ့တယောက်ဆောင်ဆုံးမြတ်နန္ဒာနဲ့ခန္ဓာကြီးကျယ်စွာလက်ထပ်ခဲ့ကြတဲ့ဆိုပေမယ့်နှစ်ဦးသာသဘောထားမတိုက်ဆိုင်တာတွေများလာခဲ့တာကြောင့်တားလိမြတ်သောမောင်ကိုမွေးဖွားပြီးချိန်မှာတော့ နှစ်ဦးသဘောတူကွာရှင်းပြဆဲခဲ့ကြတာဖြစ်ပါတယ်။အဲဒီနောက်မှာတော့တရုတ်ဆောင်ဆိုမြန်နနာကတရုတ်ဆောင်ဆိုသူနဲ့ဒုတိယအိမ်ဆောင်ထူထောင်ခဲ့ပြီးတားလိမြက်တော်မောင်ကိုတော့ဆိုမြန်နနာကပဲမိခင်တရားအနေနဲ့ကျွေးမွေးဆောင်ရှောက်ခဲ့တာဖြစ်ပါတယ်။အဆိုတော်ဖြူကြီးကတော့ဆိုမြန်နနာနဲ့ကွာရှင်းပြီးနောက်ပိုင်းမှာအီအီချမ်းချမ်းတယောက်တည်းသာရက်တီလာခဲ့ပြီးတော့ဒီနေ့လေးမှာသူ့ဘဝအတွက်တကယ်ကိုလက်တွဲပေါ်ကောင်းပြီးသားပြီး အစစအရာရာနားလည်ပြီးနိုင်တဲ့ရှမ်းတိုင်းရင်သူလေးနဲ့မင်္ဂလာလက်မှတ်ရေးထိုးလိုက်တာပဲဖြစ်ပါတယ်။အဆိုတော်ဖြူကြီးဟာအိမ်အောင်ကွဲပူးသူတယောက်ဆိုပေမဲ့လည်းအဲ့ဒီနောက်ပိုင်းမှာတော့အခြားသောအရှုပ်ရှင်တွေမရှိတော့ပဲအေးအေးချမ်းချမ်းသာဘဝကိုဖျက်ဆီးလာခဲ့တာဖြစ်ပါတယ်။အခုချိန်ရောက်မှသာသူ့ဘဝအတွက်တကယ်ကိုလိုအပ်ပြီးတော့စိတ်သူတွေမဖြစ်ခင်ကာလကလေးကဖန်တယောက်အနေနဲ့အားပေးလာခဲ့တဲ့မိန်းကလေးကိုတဘဝလုံးစာရည်ရွယ်ပြီးလက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။ ပြည်သက်ကြီးအနေနဲ့လည်းအစိုးရဖြိုးကြီးရဲ့တခြင်းတွေကိုကြိုက်နှစ်သက်ခဲ့ကြသလိုပဲသူ့ဘဝရဲ့မင်္ဂလာယူတဲ့နေ့လေးမှာလည်းအားလုံးကဝမ်းသာဂုဏ်ပြုစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။